အားလုံးပဲမင်္ဂလာပါ History of Christianity Facebook page မှာကြိုဆိုပါရစေ။ခရီးဘာသာရေးဆိုင်ရာရှင်းရောင်ကျမ်းတစ်စောင်ဖြစ်တဲ့ Gospel of Judah ကျမ်းစာဆောင်အကြောင်းလေးတင်ဆက်ပေးမှာဖြစ်ပါတယ်။ခရီးရန်တွေအတွက်ဖူးစာများကိုတင်ဆက်ပေးနေတယ်ကျွန်တော် Facebook ကိုလည်း share ပေးဖို့မမေ့ကြပါနဲ့နော်။ကောစပယ်ကျူရာကျန်ကို 1989ခုနှစ်လောက်မှာအီဂျစ်နိုင်ငံရှိအမေနီးယားတို့ဝိုက်ကအမေနီးယားဂါဗာနိုရိတ်နီးရှိမြောက်ထဲမှာခရီးရန်စာပေများနေတကွာခိုးတန်းချာကုလို့ခေါ်တဲ့စာအုပ်များကို24သူများကမော်တော်ရဆရှာဖွေတွေ့ရှိခဲ့ကြပါတယ်။အဲ့ဒီထဲမှာ Gospel of Chura Channel ပါဝင်လာခဲ့ပါတယ်။ရှာဖွေတွေ့ရှိသူကိုတိတိကျမသိရပါပဲ။အဲ့ဒီစာပေများကိုတည်ဆောင်ခဲ့တဲ့သူတွေကအနောက်တိုင်းစာတန်းစည်းကွက်မှာတရားမဝင်ရောင်းဝယ်ခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့ National Geographic Society ကခိုးနှံချကုတ်ကိုရရှိခဲ့ပါတယ်။ နာမည်ကြီးတဲ့သူတည်နာပညာရှင်တွေကလည်းဘာသာပြန်ခြင်းနဲ့အတူသူတည်နာပြုလုပ်ခဲ့ပါတယ်2006ခုနှစ်မှာ Gospel ကျူရာချန်ကိုအင်္ဂလိပ်ဘာသာ Front ဘာသာတခြားဘာသာစကားများနဲ့ဘာသာပြန်ပြီးပြည်သူလူထုထံချပြခဲ့ပါတယ်အဲ့ဒီစာဟာဂျူရာရဲ့ရှုထောက်ကနေရေးသားထားတဲ့ယေရှုခရစ်တော်ရဲ့ဇလံပဲဖြစ်ပါတယ်ခရိယန်တွေထဲမှာတော့ဂျူရာကသစ္စာဖောက်သူဖြစ်ဖော်ပြထားတော့လဲအဲ့ဒီစာအုပ်ထဲမှာတော့ဂျူရာကဖျားလူတော်ကိုဖြည့်ဆည်းပေးတဲ့သူလို့ဖော်ပြထားပါတယ်ယေရှုခရစ်တော်ကဂျူရာကိုပုံမူနှက်ဆိုင်တဲ့အမှန်တရားများကို ပြောပြခဲ့ပါတယ်။ Nostic အယူဆအရဒီကွာကို Damian ခေါ်နှိုက်ကြတဲ့နှစ်ဆိုးကဖန်ဆင်းခဲ့ပြီးအမြင့်မြတ်ဆုံး Tower ဖျားကတော့ဒီကဘာကြီးနဲ့ဝေးကွာနေခဲ့ပါတယ်။ယေရှုခရစ်တော်ကလူသားများအလုံးကိုအဲ့ဒီအမှန်တရားကိုသိရှိဖို့ရောက်လာခဲ့တယ်လို့ဆိုထားပါတယ်။ဂျူဒာရဲ့သက်စာဖောက်မှုကယေရှုခရစ်ရဲ့ကယ်တင်ခြင်းအစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်ပြီးအခြားတပည့်တော်များကအပေါ်ရောက်တာနားလည်ခဲ့ကြပါတယ်။ဂျူဒာကတော့အတွင်းကျကျသဘောပေါက်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ အဲ့ဒီ not state user တွေဟာဓမ္မဟောင်းနဲ့ဓမ္မသစ်ကျမ်းတွေနဲ့ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ကျွန်တော်တို့ခရင်ယုံကြည်သူများကတော့အဲ့ဒီ gospel ကျူတာကျမ်းကိုအတူရောင်ကျမ်းဖြစ်သတ်မှတ်ထားကြပါတယ်။ Daniel လို့ခေါ်တဲ့နတ်ဆိုးကျမ်းကို နောက်ထပ်ဗီဒီယိုမှာ တင်ဆက်ပေးမှာဖြစ်ပါတယ်။အခုလိုခရင်တွေနဲ့ဆိုင်တဲ့ဘုဒ္ဓတရားများကိုနားထောင်လေ့လာပြီးရတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်မံလေ့လာကြည့်ရှုညွှန်းလင်းပါတယ်။ကြည့်ရှုလေ့လာသူရောက်စီနိုင်ကိုဘုရားသခင်ကောင်းချီးပေးပါစေ။